အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်းကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မနက်ဖြန်နိုဝင်ဘာလ10ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခန့်မှန်းချက်များကိုတင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့မြန်မာကိုရက်ခတ်နိုင်တဲ့စူပါတိုင်ဖွန်းမုန်တိုင်းကြီးဖန်ဝင်းရဲ့နောက်ဆုံးရသတင်းတူများနဲ့မော်တိုင်းလက်ကျန်ရက်ခတ်လာခြင်းကြောင့်မိုးရေရှမ်းလေထမ်းမဲ့အခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့မဟာတိုင်ဖွန်းမုန်တိုင်းကြီးဖန်ဝင်းရဲ့သတင်းထုတ်ပြန်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။မဟာတိုင်ဖွန်းမုန်တိုင်းကြီးဖန်ဝင်းဟာ ယနေ့နိုဝင်ဘာလ9ရက်နေ့မနက်9:00အချိန်ခန့်မှာအားပုံမူကောင်းလာကြောင်းမိုးလေဝသပညာရှင်များကထုတ်ပြန်ထားပါတယ်။လက်ရှိအခြေအနေမှာမုန်တိုင်းကြီးဖန်ဝင်ဟာဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမ်းလွန်ပြင်ကိုဗဟိုပြုနေပြီးလေပြင်းတို့တနအီကို143မိုင်နှုန်းနဲ့အနောက်မြောက်ဘက်သို့ရွေ့ရှားလျက်ရှိပါတယ်။ဝင်ရောက်နိုင်မယ့်အခြေအနေကတော့ယနေ့ညနေပိုင်းမှာလေပြင်းတို့တနအီကို148မိုင်ခန့်နဲ့အချိန်မြင့်တကဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းကမ်းကြီးကိုစတင်ဝင်ရောက်ဖြတ်သန်းမယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးလူဆောင်ကျွန်းကိုဖြတ်ကျော်ပြီးနောက် နောက်ရက်များမှာတောင်တရုတ်ပင်လယ်မှာတဆင့်ထိုင်ဝမ်နိုင်ငံကိုဝင်ရောက်ဖြတ်သန်းမှာဖြစ်ပါတယ်။အရင်နောက်မှာတော့အရှေ့တရုတ်ပင်လယ်ဝါကိုဝင်ရောက်ခါအချိန်ပြောကြသွားမှာဖြစ်ကြောင်းခန့်မှန်းရပါတယ်။ဆက်လက်ပြီးနိုဝင်ဘာလ9ရက်နေ့9:30အချိန်မှနိုဝင်ဘာလ12ရက်နေ့9:30အချိန်ထိရန်ကုန်တိုင်းခရိုင်မြို့နယ်များအလိုက်၃ရက်အတွင်းမိုးရွာသွန်းနိုင်တဲ့မိုးရေချိန်ပမာဏများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကော်မိုတွန်တဲကွန်ညာကုန်းဒလတန်လင်းကြောက်တန်းမော်ဘီလှဲကူထန်းတဲ့ပင်တိုက်ကြီး စရယ်မြို့နယ်ခရိုင်နယ်မှာ၃ရက်အတွင်းမိုးရေချိန်၂လမအထက်၃လမနီးပတ်ကရွာသုံးရရှိနိုင်ပြီးနေရာကွက်ရေမိုးသည်ထန်နိုင်ပါမယ်။အင်းစိန်မင်္ဂလာတုံမြောက်ကလာတောင်းကလာတကုံစိတ်ကန်းတကုံမြောက်တကုံတောင်တကုံအရှိရန်ကုန်မြို့နယ်ဖြစ်တဲ့ဗဘဲတန်းလမ်းမတော်လာတာကြောင်တရာတာမွေပဇွန်တော်မင်္ဂလာတောင်ကျောင်းအလုံးစမ်းကျောင်းကမာရုတ်လှိုင်းစရယ်မြို့နယ်ခရိုင်နယ်မှာ၃ရက်အတွင်းမိုးရေချိန်၂လမအထက်၂လမနီးပတ်ကရွာသုံးရရှိနိုင်မှာဖြစ်ပါတယ်။ဆလာဘီမုံတိုင်းမိုးတဲထန်စွာရာသုံးခြင်းကြောင့်မြေကြီးခြင်းသတိပေးချက်များနဲ့မြေကြီးခြင်းများကိုတင်ပြပေးတော်မှာဖြစ်ပါရယ်ခင်ဗျာ။ ယနေ့9ရက်17လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်ရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေရာမင်းကညနေကနေ17နာရီအတွင်းပေဝက်ခန့်ထက်ကြသွားပါတယ်မြေကြီးနားမြေရဲ့မင်းကအမြင့်ဆုံးပူချင်ကတော့33.3ဒီဂရီဆယ်စီယံနဲ့ယနေ့အနည်းဆုံးပူချင်ကတော့20.9ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါရခင်ဗျာမြေကြီးနားမြေရာစွန့်ရင်ရေမတ်1100စင်တီမီတာသို့ရောက်ရှိရန်851စင်တီမီတာ28ပေခွဲကန်အလိုမှာရောက်ရှိနေပါတယ် မြေရတဲ့ကြပုံမှန်အနေထားကမှရှိနေပါမယ်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ်။အီယာရီမြစ်တစ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါတယ်။ရံဖန်ရံကအီယာရီမြစ်ဆုံအထက်ပိုင်းမှာနေရာခွက်၍မိုးတဲထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြဆင်းနေရာမှာပြန်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့အီယာရီမြစ်တစ်ပိုင်းမေခမလိခမြဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအနှဲငယ်ရှိနေပါတယ်။ ။အရာရီမျိုးတစ်ချောင်းနဲ့ချင်းတွင်းမျိုးတစ်ချောင်းမြေကမ်းဒီမြေနိတ်ဒေသများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများအရာရီမြေကြီးကိုအမီပြုတ်နေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ကနေမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းနှစ်လက်မကထက်ကြသွားပါတယ်။ဘုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းတစ်လက်မကထက်ကြသွားပါတယ်။ခန္ဒီဟုံးမလင်းဖောင်းပြင်းနဲ့မော်လိုက်တို့ရဲ့မြေများဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေအောင်မှာဖြစ်ပါတယ်။ ကလေးဝမင်းငင်ကဏီနဲ့မုံရမျိုးတို့ရဲ့မြေအများဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီး ARR မြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။ ARR မြေတို့လျှောက်မျိုးများအားလုံးမှာမျိုးအစဉ်လိုက်မြေပြန်လည်မြင့်တက်နေဦးမှာဖြစ်ပါရ။ဗမော်မြေရင်နဲ့ရွှေကူမျိုးမြေများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကတာမျိုးမြေဟာအနိုင်ငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မြေရင်အဝင်စုစုပေါင်း239စင်တီမီတာ၈ပေနီနီခန့်မြင့်တက်ခဲ့ပြီးယနေ့နံနက်ပိုင်းမှာ156စင်တီမီတာပြန်လည်ကြဆင်းခဲ့ပြီးဖြစ်ပါရ။ ထိကြိုင်တပိတ်ချင်းမန္တလေးစကိုင်းနဲ့မြင်းမူတို့ရဲ့မြေမြဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ်။ပခုတ်ကူမြေဟာအနေငယ်ထက်တန်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ညောင်ဦးမြေဟာအနေငယ်ထက်တန်နိုင်ပြီးယနေ့ညပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ချောင်းမြုံမြေဟာအနေငယ်ထက်တန်နိုင်ပြီးမနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။မင်းမှုမြုံမြေဟာအနေငယ်ထက်တန်နိုင်ပြီးမနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။မကွေးမြုံမြေဟာအနေငယ်ထက်တန်နိုင်ပြီးမနက်ပိုင်းမနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ အော်လံပီစိတ်သာဟင်းသရာနဲ့ဇလုံမျိုးတို့ရဲ့မြင့်ရများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။အရောင်ရင်မြင့်ရမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထုံချမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ။2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ညနေ6နာရီအချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ချန်ပင်ကလာပင်လယ်အော်ရောမှာဒိန်အနေငံမှာဒိန်အသစ်တွေဖြစ်ထွန်းနေပါမယ်။မနက်ဖြန်မနက်ထိခံမှတ်ချက်ကတော့သခိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲတနင်္လာနေ့တိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။ရွာရရနှုံးပြဖြစ်ပါတယ်ခင်ဗျာ။ ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။နေပြည်တော်မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။ မြေကြီးနားမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရောပါမယ်။လွိုင်ကော်မြို့မှာမိုးတင့်တင့်နေချင်းထစ်ချုံရောပါမယ်။ဖန်ရံမြို့မှာမိုးတင့်တင့်ထစ်ချုံရောပါမယ်။ဟာခါမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရောပါမယ်။မော်လမြိုင်မြို့မှာမိုးတင့်တင့်ထစ်ချုံရောပါမယ်။စစ်တွေမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရောပါမယ်။လားရှိုးမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရောပါမယ်။တောင်ကြီးမြို့မှာမိုးတင့်တင့်နေချင်းထစ်ချုံရောပါမယ်။ကျိုင်းတုံမြို့မှာမိုးတင့်တင့်နေချင်းထစ်ချုံရောပါမယ်ခင်ဗျာ။နောက်နေ့အတွက်ခံမှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညဘူချိန်များအနှဲငယ်ရောင်းနေနိုင်ပါတယ်။ နေပြည်တော်နဲ့နေအတွက်အတွက်မနေ့ပြမနေ့ထိခံမှန်းချက်ကတော့မိုးတိတ်ချိန်တစ်ချိန်တစ်ချုံရောက်ပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်ရန်ကုန်မြို့နယ်နေအတွက်အတွက်မနေ့ပြမနေ့ထိခံမှန်းချက်ကတော့မိုးတိတ်ချိန်တစ်ချိန်တစ်ချုံရောက်ပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်မန္တလေးမြို့နယ်နေအတွက်အတွက်မနေ့ပြမနေ့ထိခံမှန်းချက်ကတော့နေရာကွာကြားမိုးတိတ်ချုံရောက်ပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်ခင်ဗျာမိုးတိတ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးနဲ့မိုးပြင်းတွေတို့မှာမိုးတိတ်တောင်ဖြစ်ထွန်းမှုအားကောင်းတဲ့အခြေပြီးအဆိုပါမိုးတိတ်တောင်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း မိုးထချုံချင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြန်မာပင်လယ်ပြင်မှာလှိုင်းသင်းနဲ့ရှိနေပါမယ်လှိုင်းပြင်မှာမြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေကန်ရှိနိုင်ပါရခင်ဗျာနောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခေးသွားများအတွက်မိုးလေဝသခံမှတ်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာရခိုင်မှာတနင်္လာရီကမ်းရိုးတန်းတစ်ချောင်းပင်လယ်ပြင်ခေးအတွက်မိုးလေဝသခံမှတ်ချက်ယနေ့မိုးနဲ့ချိန်မှာနောက်24နာရီတွင်ခံမှတ်ချက်ကတော့နေရာဆိုင်ဆိုင်မိုးထစ်ချုံရွာပါမယ်အမြင်တာလေးမှန်ကန်မိုးရွာစဉ်တမိုင်ကန်ရှိပါမယ် ရေပြင်တွေကတော့အနောက်သို့မဟုတ်အနောက်တောင်တနအီကိုပင်လယ်ပိုင်း10မိုင်မှ15မိုင်တခါတရံ25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါတယ်။လှိုင်းသစ်နဲ့မှလှိုင်းကြီးနဲ့ပါတယ်။လှိုင်းမြစ်မှာ9ပေမှ9ပေကန်တို့ပဲဖြစ်ပါတယ်။ရန်ကုန်မြို့မှာရခိုင်ကမ်းရိုးတဲ့တခြားပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်ကတော့နေရာချက်ချက်မိုးတစ်ချုံရောက်ပါမယ်။အမြင့်တာလေးမိုင်ကမိုးရွာစဉ်တမိုင်ကရှိပါမယ်။ရေပြင်တွေကတော့မြောက်သို့မဟုတ်အနောက်မြောက်ကိုတနအီကိုပင်လယ်ပိုင်း10မိုင်15မိုင်မှ တခါတရံ25မိုင်မှာမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းအသစ်တွေမှာလိုင်းကြီးနိုင်ပါတယ်။လိုင်းအမြင့်မှာ9ပေမှ9ပေကန့်တို့ပဲဖြစ်ပါရယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။